တောက်တော်ဘူးရဲ့တဲ့ကိုမကွာ။ဩတောက်တော်ဘူးရဲ့တဲ့ကိုမကွာ။ဟေးဘယ်ခွေးမှလူမထင်ဘူးကွာ။တာကြီးရဲ့ကွာ။ငါဘာကောင်လဲမင်းတို့တွေသိကြရမို့လား။ဟမ်။ထမင်းငုံရွာလေးမှာဖြစ်ပါတယ်ညနေလေတွေကပြင်ရင်ရောက်တိုင်းတာဂီတယောက်ဟာတငယ်ချင်းဖြစ်သူတိုးကြီးရဲ့ထမ်းရည်ဆိုင်ကိုဝင်ကထမ်းရည်လေးတောက်ပြီးတော့ရေချင်းမကြိုက်တကြိုက်အချိန်ရောက်ရင်တော့မြူအိုးဆွဲပြီးတော့အိမ်ကိုပြန်နေကြဖြစ်ပါတယ် အိမ်ပြန်လန်းတလျှောက်မှာလဲစိတ်ကူးပေါရအော်ဟိရင်နဲ့ဒရင်တရိုင်ခြေလန်းနဲ့ပြန်လာတဲ့တာဂီကိုရက်ရွာတဲ့ကအပြစ်မပြောချီးမွမ်းကြသည်ကတော့အကြောင်းမသိရင်ရည်စရာပဲအမှန်စင်စစ်တာဂီကလူစိုးလူမိုက်တော့မဟုတ်ပါဘူးသူ့မှာအပြစ်ပြောစရာဆိုလို့ထန်းရည်တောက်ခြင်းတစ်ခုပဲရှိပါတယ်တာဂီကမိခင်ကိုမုတ်ဆိုးမကြီးကိုလှုပ်ကျွေးနေသူဖြစ်ပါတယ်ထန်းရည်တောက်ပေမဲ့လည်းမနဲ့မိုးလေးနဲ့နဲ့ဖះရှိကိုမပြက်ခဲ့ပါဘူးမိခင်ဖြစ်သူကငယ်စဉ်ကလေးကတင်ပေးထားတဲ့ဖះရှိကိုဂါရာတပုတ်နဲ့ထန်းရည်မူးချိန်မှာဗာကြံတဲ့ချိန်တွေမှာတရိယာတိုင်းရွတ်ပွားနေသူဖြစ်ပါတယ်အမေရဲ့ အမေအမေရဲ့သားလိန်မာလေးပြန်လာပြီနော်မေတာကြီးကတော့သူ့ရဲ့အမေရှိမှာတော့အမှုသမားပုံမပေါက်ရန်စူးစမ်းပြီးတော့အတန်ပြင်ပြီးခေါ်လိုက်ပါတယ်။အော်အော်အော်အလိန်မာတုံးနေတဲ့အလိန်မာတုံးကြီးပဲ။မူးနေတာကိုသိတဲ့မိခင်ဖြစ်သူကနှုတ်ဆက်လိုက်တဲ့အကျဉ်းသာစကားလေးပင်ဖြစ်ပါတယ်။အာအမေရလည်းဗျာအမေရမလဲဦးရဲ့နေအေးတွေမြတ်မြတ်တော့ကြာလို့ရှိရင်ငါမလဲပဲနင်လဲနေမယ်နားလေလား။တာကြီးကသူ့ပြည့်နဲ့သူမလို့ငြိမ်ကြသွားပါတယ်။အเจ้าသိတဲ့မိခင်က ကဲကဲတော်တော်တော်ရည်သွားချူပြီးရင်ထမင်းစားမယ်တော်အဲ့လိုနဲ့ပဲတနေ့တာကုံဆုံးရင်လည်းတာဂီဘောကလေပတ်လျက်ရှိပါတယ်။အော်ကြီးဥဆိုတဲ့လင်းချက်တွန်တန်တဲ့ဒူတာဂီရဲ့အတန်ပြည့်ပြည့်နဲ့ဖះရှိကိုချင်းစတင်လာခဲ့ပါတယ်။တာဂီယူဆိုနေတဲ့ဖះရှိကိုကာတာကိုငယ်စဉ်ကလေးကမိခင်ဖြစ်သူကတင် जा ပေးထားတာကြောင့်တာဂီတယောက်ကနှုတ်တက်ရနေခဲ့ပါတယ်။အရင်နောက်မှာတော့မိခင်ဖြစ်သူကိုကရော့ကတာဂီကလဲတဲ့ဆင်းပါတယ်။လဲတဲ့အပြန်ထုံးစံတိုင်းတိုးကြီးတို့ထိုင်းရင်ဆိုင်ကိုရောက်ပြန်ပါတယ်။တာဂီတယောက်ကထိုင်းရင်တောင်းရင်နဲ့ကြွကြော်မြည်လင်းနဲ့အရှင်ရလျက်ပါ။ အဲ့ဒီအချိန်မှာပဲဟဲ့အောင်ငှထွားမင်းမနေ့ကတော့သတင်းကြားပေးပြီလားကွာစံကွန်းတယောက်ညနေပဲတင်းချိုင်းပေးရပြန်လာရင်တရေ6ခံရတဲ့သတင်းလေကွာအေးကွာရွာတွေကလူတွေပြောနေကြတဲ့အတန်တော့ကြားမိတာဟာတပတ်ထမ်းရေဝန်းကပြောနေတဲ့အတန်ကိုတာဂီတယောက်ကအာယုံဆိုင်မိသွားပါတယ်မင်းတို့တွေကလည်းကွာတရေများကြောက်နေရတယ်လို့တရေဆိုတာကြောက်စရာမဟုတ်ပါဘူးကွာတရေမမြင်ဘူးအချောက်မခံဘူးတဲ့တာဂီကမူးမူးနဲ့ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်နေစက်နေစမ်းမအောင်ကွာမင်းတကယ်မကြောက်ဘူးလားဟေးမကြောက်ဘူးကွာမကြောက်ဘူး အေးအဲ့ဒါဆိုလို့ရှိရင်မင်းနဲ့ငါအလောင်းစားလုပ်မယ်ကွာပြောစမ်းမအောင်ကွာဘယ်လိုမျိုးလဲတာဂီကစိန်ခေါ်ရင်တိမ်မော်တိလိုက်မယ်ဆိုတဲ့လူစားမျိုးပါမင်းတင်းကြီးနဲ့ကိုတညာသွားနေနိုင်လို့ရှိရင်မင်းကငါထမ်းရေဝါတိုက်မယ်ကွာစိန်လိုက်လေကြာတယ်လားလို့တာဂီရဲ့တက်တီကိုပြရသေးတာပေါ့ကွာကြိုက်ပြီကွာကြိုက်ပြီကြိုက်ပြီမင်းဘယ်ညသွားမလဲ မြ мян ပြီးမြ мян ထိုင်းရီတောက်ရအောင်အခုညပဲသွားမယ်ကွာမင်းတို့ညကြလို့ရှင်ကြိုက်တဲ့ချိန်လာကြည့်ငါတင်းချိုင်းထဲမှာပဲရှိနေမယ်ပြောပြောဆိုဆိုနဲ့ပဲတာကီးတယောက်ကပစိုးကွင်းတိုင်းပြီးတော့ထိုင်းရီတမျိုးကိုင်ကထုံးစံတိုင်းအိမ်ကိုပြန်လာခဲ့ပါတယ်ပစိုးကွင်းတိုင်းနဲ့ဆိုလို့ဘောင်းမီတို့တော့ပါပါတယ်အိမ်ပြန်ရောက်တော့ရေမိုးချိုးထမင်းစားပြီးခိတ္တခဏအိတ်ကညာ9နာရီမှာတော့တင်းချိုင်းဘက်ကိုတကူနဲ့ထွက်လာခဲ့ပါတယ်ရွာလန်းတခြားကလည်းမှောင်မိုက်လျက်ရှိပါတယ်တာကီးကတော့ထိုင်းရီတကူနဲ့ဘာမှဂီယူမဆိုင်နိုင်ပါဘူးသူ့ရဲ့တာဝန်တင်းချိုင်းကိုတညသွားနေရေးကိုသာရှေ့ရှုပြီးတော့တင်းချိုင်းကိုဥတီခဲ့ပါတယ် တင်းကျိုင်းဝါကိုရောက်မှာတော့ဆွဆွဲငင်ငင်နဲ့ဥလိုက်တဲ့ခွေးဥတန်ကတမန်လူတွေဖို့တော့စက်သိန်းထဖွယ်ရပါတာကြီးမှာတော့မူးမူးနဲ့မကြောက်နိုင်ပါဘူး ခွေးဥပြလည်းမကြောက်ဘူး诶တာဂီရဲ့တဂီပဲရှိတယ်ကွာဟမ်စကားများကိုလည်းစိတ်ကူးတဲ့တဲ့ဟာပေါက်ပန်း၄၀တွေရှောက်ပြောရင်မြေပုံတွေကိုကြော်ခွနင်းကအုတ်ခုတလုံးမဟုတ်ကိုတတ်ထိုင်ရင်ညနေကတိုးရီတို့ဆန်ယူလာတဲ့ထန်းရည်တစ်မျိုးကိုမကုံအောင်တောက်နေပါတယ်အဲဒီချိန်မှာပဲဥနေတဲ့ခွေးဥတန်နေဒုတိယချိန်ကြားလာခဲ့ရပါတယ်ဘယ်ခွေးမှသာလဲကွာလာဥနေတဲ့နာကြီးတယ်ဟာတဲချောက်တယ်ဆိုတဲ့တင်းညံ့လဲဘာထားလဲကွာဘာလဲအနှောရထားလားဟမ်တဲမမြင်ဘူးလို့ထွက်ခဲ့စမ်းမှာဟာ တာဂီတဲ့တကြီးရဲ့ရှိရဲ့နော်တရဲကိုမျောနေပါတယ်ဗျို့ဟောရီကတာဂီလေးอ่ะတာဂီကရောက်တဲ့ရရရေရှောက်ပြောရင်အိပ်ပျော်သွားခဲ့ပါတယ် အဲဒီချိန်မှာပဲခွေးဦးတန်နေနဲ့ဒူးစူညံစွာပေါ်ထွက်လာတဲ့အော်ရီတန်တွေဟာတင်းကျိုင်းတစ်ခုလုံးဖုံးလွှမ်းသွားခဲ့ပါတယ်။အဲဒီအတန်ကြောင့်ပဲတက်ကြီးတယောက်ဟာလန်နိုးလာခဲ့ရပါတယ်။မျိုးလုံးဖွင့်ကြည့်လိုက်တာနဲ့တက်ကြီးကအမူးဝင်ပြေသွားပါတယ်။သူမြင်လေရတဲ့အရာကတော့တင်းကျိုင်းတစ်ခုလုံးဟာနန္နာဘာဝတွေနဲ့ပြည့်နေနေရပါ။တချို့ဟာထန်းတပြားများကြီးမားလာတဲ့ခန္ဓာကိုယ်တွေရှိပြီးတော့တချို့ကတော့ပိန်လီသေးကျုပ်တဲ့ခန္ဓာကိုယ်တွေဖြစ်ပါတယ်။တချို့ကလည်းကြောက်မက်ဖွယ်ရအသွေးမျိုးမျိုးနဲ့အဲဒီချိန်မှာပဲတက်ကြီးကရောင်ရမ်းပြီးတော့အမလီတေးရဲတေးရဲ အဲ့လိုမျိုးကျဲလောင်စွာအော်ဟစ်ရင်းနဲ့ထပြေးမယ်လို့လုပ်ပေမဲ့လည်းဘေးပတ်လည်မှာပြည့်နေနေတဲ့နာနာဘာဝတွေကြောင့်မပြည့်ရပါဘူး။ပြည့်လို့ရှိရင်လည်းသူ့ကိုအနေပြုခံရမှာကြောက်ပါတယ်။ယခုနေနေတဲ့ဂူပေါ်မှာကအဆင်ပြေနေပါသေးတယ်။အဲဒါကြောင့်ပဲဂူပေါ်မှာထိုင်ရင်းနဲ့လွတ်လန်းကိုကြံစနိုင်မိပါတယ်။ဒါပေမဲ့လည်းနာနာဘာဝတွေကတော့တာဂီကိုရှိတယ်လို့ပဲမထင်ဂယုမဆိုင်ရပါဘူး။သူတို့ဘာသူတို့တွာလာလှုပ်ရှားနေကြပါတယ်။အဲဒီအချိန်မှာပဲတာဂီရုတ်တရက်တန်းတားမိတာကတော့အမေကယ်ပါဆိုတဲ့အတွေးပဲဖြစ်ပါတယ်။အဲဒီအတွေးနဲ့အတူငယ်စဉ်ကအမေတင်ကြားဆုံးမပေးခဲ့တဲ့ဇကားကိုပြန်လည်ကြားယောင်လာခဲ့ပါတယ်။ဒါ ဘာအန်ရယ်ပဲဂျုံဂျုံဒီကာထာလေးကိုယွတ်နော်တာကြီးကတော့ဆုံးမစကားတွေကိုပြန်ကြားရောင်ရင်းနဲ့မျက်စိစုံမိတ်ကအမေတင်ကြားပေးခဲ့တဲ့ကာထာလေးကိုအချင်းချင်းခက်ခါယွတ်နေမိပါတယ်အဲဒီလိုယွတ်နေရင်းနဲ့ပဲရွာဦးကျောင်းဆရာတော်ဟောကြားခဲ့တဲ့တရားဓမ္မတွေကိုပါပြန်လည်ကြားရောင်လာခဲ့ပါတယ်အေးလူဘဝဆိုတာခဏလေးကွယ်ရလာတဲ့လူဘဝမှာဒေါသလောဘမောဟတွေမဖုံးစေနဲ့အာကုသူတွေမလုံမိစေနဲ့အာကုသူများဖုံးရင်တော့တမလွန်မှာဒုက္ခဆင်းရဲခံရမယ်ကွယ်ငါးပါးတီလာလုံအောင်နေကြ အဲလိုနဲ့ပဲတာဂီကမိခင်တင်ပေးတဲ့ကာထာလေးကိုရွတ်ဆိုရင်းနဲ့စိတ်ကြည်လင်လာခဲ့ပါတယ်။ပတ်ဝန်းကျင်မင်းသတိမထားမိတော့ပဲနဲ့တညာလုံးရွတ်ဖက်ပူဇော်နေမိပါတော့တယ်။ဟင်းအောင်တာဂီအဲလိုမျိုးခေါ်တဲ့အတူစိန်ခေါ်ခဲ့တဲ့ဘာထွားနဲ့ထိုင်းရည်ဆိုင်ကတိုးကြီးတို့တာဂီထံကိုရောက်လာခဲ့ကြပါတယ်။အဲ့ဒီချိန်မှသာတာဂီကရွတ်ဖက်နေတာကိုရက်တက်ပြီးတော့မျက်စိဖွင့်ကြည့်မိပါတယ်။မိုးကတော့လင်းနေခဲ့ပါပြီ။မင်းပြောက်လို့မင်းမေကစိတ်ပူနေတာကွာ။မင်းကတော့တင်းကျိုင်းထဲမှာလာပြီးတရားမှတ်နေရပေါ့ဟုတ်လား။တိုးကြီးရဲ့ပြောစကားတွေကြောင့်တာဂီကလည်းကိုကူကူပြန်ကြည့်မိပါတယ်။မှန်ပါတယ်။ ။အုတ်ကူပေါ်မှာတင်မလင်ခွေချိတ်ထိုင်ကမိမိပုံမှာတရားမှတ်နေတဲ့ဘွယ်ပါ။မြည်သူဤပုံစံဖြစ်သွားသည်ကိုလည်းမသိ။မြည်သူမြည်ပုံဤပုံစံဖြစ်နေတာကိုလည်း तू မသိပါဘူး။အံအောနေလို့လည်းမပြီးသေးပါဘူး။အမေစိတ်ပူနေတဲ့အမေစီသွားရမယ်ဆိုတဲ့အတွေ့အကြုံနဲ့အတူတာဂီတယောက်ကတင်းချိုင်းကနေထပြေးသွားခဲ့ပါတယ်။ကြံခဲ့တဲ့တိုးဤနဲ့ဘာထွားကတော့ကြောင်တောင်နဲ့ကြံခဲ့ပါတယ်။မိခင်စီကိုပြေးရင်တာဂီရဲ့စိတ်အစဉ်မှာညအဖြစ်ပြက်တွေကိုပြန်လည်မြင်အောင်ပြီးတော့တရားဓမ္မတွေကိုပါမြင်အောင်လာခဲ့ပါတယ်။ငါလည်းအရက်တွေဆက်တော့မိနေ တည်လို့ရှိရင်သူတို့လိုမျိုးရုပ်ဆိုးပန်းဆိုးဖြစ်လာမှာဒုက္ခတွေခံစားရမှာအဲ့လိုတွေးတွေကကြီးဆိုးလာခဲ့ပါတယ်အဲ့ဒါကြောင့်မဲမိခင်ထံကိုရောက်တာနဲ့မနေ့ကစိန်ခေါ်ခဲ့တဲ့အကြောင်းနဲ့ညအဖြစ်ပြက်တွေကိုပါရှင်းပြကတာဂီရရာသက်ပံယဟန်ခန့်လို့ကြောင့်မိခင်ထံမှာတောင်းဆိုခဲ့မိပါတယ်တာဂီရဲ့မိခင်ဖြစ်သူကလည်းတားရဲ့အဖြစ်ပြက်တွေကိုအံ့ဩပြီးတော့ယဟန်ခန့်လို့ကြောင့်တောင်းဆိုတဲ့တားအတွက်ပီတိမျက်ရည်တွေဝေကအမေခွင့်ပြုပါတယ်တားရဲ့အဲ့လိုသာပြောနိုင်ရှာပါတော့တယ် တနည်းလောက်ကြာတဲ့အခါမှာတော့တင်းကြိုင်တွဲမှာညစဉ်တရားမှတ်နေတဲ့အရှင်သူမနာလိုအမည်ရတဲ့ယဟန်တပါးကိုကြီးညိုပွဲဖူးတွေ့ရပါတော့တယ်။ဇလန်လေးကတော့ဒီနေရာမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစိုးနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။